ဘူအွန်တင်ဇလန်မှာမမျက်ဝင်နေရကအတန်နဲ့တယောက်ဆောင်ပြီးပရိသတ်ရင်ကိုဆွဲကင်လှုပ်ခဲ့တဲ့အကယ်ဒမီရုပ်ရှင်မင်းသမီးကြီးတင်တင်နဲ့ပရိသတ်ကြီးအလုံးမဲမင်္ဂလာဝါရှင်ဇပ်ပမိတ် channel လေးကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ရုပ်ရှင်နယ်ပယ်သားမကတချိန်ကကက်ဆက်တိတ်ဂရေးဇလန်တွေတကင်ဆန်းခဲ့တဲ့အချိန်မှာအတန်မင်းသမီးအဖြစ်လဲရှန်းရှန်းသောအောင်မြင်ကြကြခဲ့တဲ့သူကတော့အကယ်ဒမီမင်းသမီးကြီးတင်တင်နဲ့ပါမင်းသမီးကြီးတင်တဲ့နွေရဲ့အတန်နဲ့ပအဝင်တရုပ်ဆောင်ခဲ့တဲ့ကက်ဆက်တိတ်ခွေဇလန်းပေါင်းများစွာရှိခဲ့ပါတယ် အဲ့ဒီတဲကမှ Writer Academy ရွှေတုံးပြည်အောင်ရဲ့ဘွန်အောင်ဒီရုပ်ရှင်ဇာတ်ကားကိုဂီတစာဆုံးမောင်ကြီးမောင်ကကက်ဆက်တိတ်ကွေဇလန်းအဖြစ်ပြန်လည်အသက်တွင်းဖန်တီးခဲ့ပါတယ်။ထိုကိကအဲ့ဒီအတန်ဇလန်းကလည်းအောင်မြင်ဆုံးသောကက်ဆက်တိတ်ကွေဇလန်းအဖြစ်တမိုင်းတွင်ကျင်းရခဲ့တာပါ။အဲ့ဒီဇလန်းမှလည်းဘွန်အောင်ဒီနေရာမှာ Academy College နေဝင်ညမြနေရာမှာ Academy တင်နေရတို့ကအဓိကအတန်တရုပ်ဆောင်ပေးခဲ့ကြတာပါ။ College နေဝင်ကလည်းအပြောကောင်းအပြောပိုင်းတင်နေရကလည်းဂယူနာတန်နွဲ့နဲ့နောင်နောင်နဲ့ အစတီအောင်ပြောနိုင်တာကြောင့်လဲပြည်သက်တွေအဖို့ချက်ကချက်ကနားထောင်ရမယိုးနိုင်ဖြစ်ခဲ့ရတာပါအကယ်ဒမီတင်တင်တွေကတူတဲတော့တမီလေးဖြစ်တယ်လို့ဖခင်ဖြစ်သူဦးကျော်ရင်မိခင်ဖြစ်သူဒေါ်တင်ယုံတို့က9ရက်1944ခုနှစ်စနေနေ့ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်ကျောင်းပညာရေးကတော့အတက်ကတ်ကြီးမြင့်တိုင်းဟုံးလမ်းမှာတက္ကသိုလ်ဝန်ထမ်းအထိပညာသင်ကြားခဲ့ပါတယ်မြမရုပ်ရှင်လောကမှာတရုပ်ဆောင်ပေါင်းများစွာပေါ်ထွက်ခဲ့ပေမဲ့ မင်းသမီးကြီးတင်နေရဲရဲ့တရုတ်ဆောင်ပေါ်တွေကအများနဲ့မတူပဲတမူထူးဆောင်နေကြတာပါငယ်စဉ်ကလေးကရုပ်ရှင်တရုတ်ဆောင်တွေအားစားခဲ့သူဖြစ်ကတရုတ်ဆောင်ဖြစ်ချင်တာကြောင့်ရင်းငယ်တုံးရည်တွေနဲ့ကြားဆိုသလိုဆန္ဒနဲ့ဘဝတထထဲကြခဲ့ပါတယ်အဲ့ဒါကလည်းစပူရဲ့ရုပ်ရှင်ကော်မီပန်ရှင်တော်မြင့်မြင့်နဲ့ဆက်ဆက်မိပြီးရုပ်ရှင်လောကထဲရောက်ရှိလာခဲ့ကရုပ်ရှင်ဇာတ်ကားပေါင်း53ကားကိုရိုက်ကူးခဲ့ရပါတယ် သူမပထမဆုံးပါဝင်တရုတ်ဆောင်ခဲ့တဲ့ဇာကားက1963ခုနှစ်ဇူဘူရေးရုပ်ရှင်မှာထုတ်လုပ်ခဲ့ပြီးဒရိုက်တာဦးချစ်ခင်ရိုက်ကူးခဲ့တဲ့မြန်ရုပ်ရှင်ဇာကားကြီးပဲဖြစ်ပါတယ်။အဆိုပါဇာကားမှာတော့အကယ်ဒမီဝင်းဦးအကယ်ဒမီမြင့်မြင့်ခင်ဒေသရှင်ချစ်စပယ်တို့နဲ့တွဲဖက်တရုတ်ဆောင်ခဲ့တာပါ။အဲ့ဒီကနေရုပ်ရှင်ဇာကားပေါင်းများစွာရိုက်ကူးခဲ့ပြီး1990မှာဒရိုက်တာအကယ်ဒမီဦးတုခါရဲ့လက်ရမြောက်ဇာကားတကားဖြစ်တဲ့ကျမမမင်းမသားဇာကားနဲ့အကယ်ဒမီထူးဆန်းစွာကိုရရှိခဲ့ပါတယ်။အကယ်ဒမီရတဲ့နှစ်မှာပဲ ်ခင်မွန်းပြစ်သူဦးသက်ထွန်းနဲ့လက်ထက်ခဲကတာနယောက်ထွန်းကားခဲ့ပါတယ်ရုပ်ရှင်သက်တမ်းတစ်လျှောက်ဒရိုက်တာဘောင်မြောင်စွာနဲ့တွဲဖက်တရုပ်ဆောင်ခဲ့ရာတွဲဖက်ရကူးမှုအများဆုံးဒရိုက်တာမှာဆရာကြီးဦးသူကဖြစ်ပါတယ်မင်းသမီးချစ်တင်နေကအပြင်မှာလဲအနေအေးပြီးမမနာမချာရုပ်ရှင်သမားအလုံးနဲ့လည်းဆက်ဆံရေးကောင်းပြီးလူချစ်လူခင်ပေါ်ခဲ့တာပါဒါကြောင့်လေသူတို့ကိကအပြိုင်ဆိုင်နာမည်ကြီးခဲ့ကြတဲ့ရုပ်ရှင်သရုပ်ဆောင်မင်းသားမင်းမီးတွေနဲ့မတွဲဖို့တော့မရှိတဲ့အပြင်အတူတူတွဲဖက်ရကူးရမှာလဲအပေးအယူချိတ်ဆက်မိစွာသရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ် မင်းသမီးစ်တင်နေရက်ပါဝင်တရုတ်ဆောင်ခဲ့တဲ့ဇကာအများစုကပြိသက်ရင်နဲ့ဆွေးညှိစေခဲ့တာများပါတယ်။အခုကမင်းသမီးတွေလို့လို့ပြောချင်းမဟုတ်ဘဲပင်ကိုတန်ကိုကဂရုနာတန်ရောဆွက်နေပြီးမြန်မာဆန်ဆန်ဝတ်စားဆင်ရင်လက်ရှိရမှာလဲတင်းကျင်အေးဆေးတဲ့ဟန်ပန်အမူအရာများကြောင့်ပြိသက်အပင်မှုကိုအပြေးဝရရှိခဲ့တယ်လို့ဆိုရမှာပါ။သူမအနေနဲ့ထင်ပေါ်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့ရပြီးသူမနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားကတော့ဒရိုက်တာကိုငင်းငင်းရိုက်ကူးခဲ့တဲ့တက်လက်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ အကယ်ဒမီတော်တင်နွေရဲ့အနုပညာကိုလေးစားကုံယူရောအပြင်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကရုပ်ရှင်အနုပညာသည်စုကို2013ခုနှစ်အတွက်ချင်းမြင့်ကျင်ခံခဲ့ရတာပါခင်မုန်ဖြစ်သူဝနာကျော်တင်ဦးတက်တော်နိုင်ငံတော်တရားရုံးချုပ်တရားသူကြီးပြောပြချက်အရဒေါ်တင်နွေကအိမ်မာနေလဲအင်းအေးပြီးဘာသာတရားမှပြောင်းဝင့်သူလို့ဆိုပါတယ်မင်းသမီးကြီးတင်နွေဟာမိစာကိုစည်းကမ်းကအသက်82နှစ်အထိနေထိုင်ခဲ့ရပြီးခင်မုန်ဖြစ်သူဦးတက်တော်နဲ့တောင်ဖြစ်သူတို့ကိုထားခဲ့က မန္နာမင်းကလွန်ဆန်နိုင်ခြင်းကပစွမ်းတာပဲ10ရက်17လ2015ရက်နေ့မှာလူလောကကြီးကိုအပြည့်အပိုင်ကြောခိုင်းသွားခဲ့ပြီပဲဖြစ်ပါတယ်